ွေးမြင်လာပါရှင်။ New Avin YouTube Channel ရာနေတွေးထွေးစွာကြိုဆိုလိုက်ပါရစ်။ယခုတခါပြပြပြီးသွားမှာကတော့စာရေးဆရာကြီး Alex Henry ဒါထားရဲ့ Group ဆိုတဲ့ဝတ္ထုစာအုပ်လေးကိုပေါ့ထုံးသူမှာပါတာပြင်ဆိုထားရဲ့စင်မီဆိုရင်စာအုပ်လေးပဲဖြစ်ပါရစ်။စာအုပ်လေးကိုဖတ်ခွင့်ပြုရင်အတွက်ငွေရင်းစာရေးဆရာနေပါတာပြင်ဆိုသူကိုလေဒီနေရာနေပဲလေးစားစွာခွင့်တောင်းလိုက်ပါရစ်ရှင်။အပိုင်းလေး ယခုဆိုရင်မနေ့တိုင်းမိုးရွာနေပြီဖြစ်၏မိုးတစ်ပြိုင်နှင့်တစ်ပြိုင်ကြားတွင်ကွန်တာနှင့်သူကစားဖို့များသည်လမ်းပေါ်သို့ပြေးထွက်လာတတ်ကြသည်ကောင်းကင်မှနေ၍မိပင်ထက်သို့ကွေးညိုကြနေသောတက်တက်များကိုကြည့်ကဟိုဟာငါဟာတီယာငါဟာစသည်ဖြင့်អော်ဟေးကြသည်လောက်ပသောတက်တက်များသည်သူတို့နှင့်အလဲများစွာမဝေးသည့်နေရာ၌ရှိနေတယ်လို့ထင်မှန်းကြသည်သို့တော်လည်းခလေးများသည်အပြေနိုင်ကြကြမနေနိုင် မိုးနဲ့အတူလိုက်ပါလာသောပိုးမွားများ၏အတုံနှင့်အကိုက်ကိုမကြာခဏခင်ကြရသဖြင့်အိမ်ထဲပြန်ဝင်နေကြရသည်ထိုနောက်ရုတ်တရက်ညတရညနေပိုင်းတွင်မိုးကြီးတဲထန့်စွာရွာသည်လူအလုံးကုတဲတဲမှအပြင်သို့မထွက်နိုင်တဲ့ငယ်မိုးပေါ်တပြောင်ပြောင်ကျနေသည့်မိုးပေါက်တံများကို နာဆွေးနေကြရသည် အပြင်ဘက်ကောင်းကင်စီမှ ဝင်းကနေလက်ကနေပေါ်ပေါက်လာသောရဲ့စီမီများကိုကြည့်နေကြသည် တချို့ချို့တချို့ရှိမိဟီလျက်ရှိသောမူချိန်တံများကြောင့်ထိတ်လန့်ကြောက်ရွံ့နေကြသည့်တာသမီများအားမကြောက်မလန့်အောင်အားပေးနေကြသည်မိုးတန်ဒီတန်မူချိန်တံများကြောင့်မှခွေရများဤဟောင်းတန်ဦးတန်နှင့်ဖားဝတ်တန်များကြာနေကြရသည်နောက်တင်ညာတွင်လည်းမိုးဆက်ရွာသည်ထို့နောက်တင်ညာပြီးတင်ညာဆက်ပြီးရွာသည်နေ့ခင်မှမရွာညချာမှရွာချင်းဖြစ်၏မြင့်အနည်းရှိမည်နေပိုင်းများတွင်ရေကြီးလာသည် ရာကင်းများပေါ်တွင်ရှုံပွဲတွေထလာသည်။ရွာတွေတွင်လည်းရည်တွေရောက်လာသည်။ပွဲတွေပေါက်လာသည်။ဤရာထဲမှနေစဉ်နဲ့နဲ့ဆာဆာပြီးတိုင်းရွာသားများသည်ရှုံတွင်ရည်တွေကြောင့်မှခက်ခဲပင်ပန်းစွာပြည့်၍ဂျက်ဖူရီရွာဤပလီတို့သွားကဝှပြူကြသည်။အလာတကင်တဲ့နောက်ထပ်မုံမြများရွာသွန်အောင်ဆောင်မဖို့ဆူတောင်းသည်ရွာဤဘဝသည်ပြည်ရှိတဲ့ကြီးမြများစိတ်ဝင်သွားခြင်းအပေါ်၌တည်နေသည်မဟုတ်ပါလော နေအလုံးပြင်းသည့်တီးနံများ၏အမိများသည်ရှိဝဝမတော်ရသည်ဖြင့်တေကုံမီကိုစူးရိမ်နေကြရ၏ထို့ကြောင့်လည်းမုံမြများရွာပြီးရှင်မြများရရည်သည်တရွာလုံးအတွက်များစွာအရေးကြီးလျက်ရှိလေသည်အလင်းရောင်ကလည်းမုံဝဝအပူဝိမြများမရသည်သောကလေးထိတ်တင်းငယ်အတွင်တွင်ထင်းကြောက်များနှင့်နွားရှိလျှောက်ကလေးများထည့်၍ဖူထားသောမိဖို့ရှိသည် မိဖို့ပြီးတွင်အဖွားအိုးညင်ဖို့တို့သည်ထိုင်ရရှိသည်သူသည်ကွန်တာနှင့်တခြားကလေးများအားမိုးကြီးကြီးမရွာ၍ကြောက်စရာကောင်းလောက်အောင်ကြီးမားဆူရသည့်ဒုက္ခကြီးနှင့်ရင်ဆိုင်ခဲ့ရပုံကိုပြောပြနေသည်ညဘူကြုံနေဖြင့်အဆူဆုံးသောအချိန်တစ်ချိန်ကိုဘယ်တော့မှမီမသွားပရမတွင်နေရတီတီမိုးတဲထန်စွာရွာသည်ဟူညဘူတို့ကပြောသည် ထို့နောက်မိကြီးတများပူပြင်းလာတော့နေထွက်လာသည်လူတွေကလည်းအခြေရှိသမျှအလာဖရားသခင်ထံအပြင်းထန်ဆူတောင်းကြသည်မိယိုဖလာမိယိုဖလာမှုမိုးကော့အကကိုလည်းကားကြသည်နှိစဉ်စိတ်နှကောင်နှင့်နှွားကြီးတကောင် ရေပူစော်သည်တိုးတော်လည်းစိုက်ပြူထားသမျှအပင်များအလုံးတည်ကြည်ပြည့်စည်ကြသည်နေပူပုံမှာလည်းကြောက်မက်ဖွယ်ဖြစ်သည်တိတော်ကြီးများတွင်ရှိရေးအိုင်များအလုံးရေခမ်းကုန်သည် ရင်ငယ်လုံးသဖြင့်တောရင်မှဒရိရှံများသည်ရွာရည်တွင်စီသို့ချင်းကပ်လာကြသည်တိတ်ကင်းစင်သောကောင်းကင်ပြင်သည်မှန်သားကဲ့သို့ကြည်နေနေသည်ညစဉ်ရ၌ထောင်ပေါင်းများစွာသောကြေးများသည် တလဲလဲတောက်ပါနေကြသည်အေးများသောလေသည်အဆက်မပြတ်တိုက်ခိုက်နေရှိသည်ရွာသားများတယောက်ပြီးတယောက်ဖျားကြသည်ဖျားနာသူအရေးအတွက်လည်းရော့သွားသည်ဟုမရှိ တနေ့ထက်တနေ့တိုး၍တာလာသည် ဂျက်ဖရီရွာအတွင်း၌မကောင်းဆိုးရွားများဝင်ရောက်ကျဆင်းနေသည်မှာထင်ရှားလျက်ရှိ၏။သူတို့ထားတော်ရှိနေသူများသည်အလဖျားသခင်တန်ဆုတောင်းခြင်းကိုဆက်ပြုသည်။နောက်ဆုံးကျန်ရှိသည်စိတ်နှင့်နှွားထီကိုပင်ရစ်ပူဇော်ပြီးပြီ။သို့တော်လည်းအချိန်ကြီးကထူးမလာပါ။အလာတခင်သည်ဂျက်ဖရီရွာအားကြောခိုင်းသွားပြီးဟုပင်ထင်ရ၏အသက်ကြီးသူများအာနေသူများနှင့် နာပြားမချမ်းဖြစ်သူများသည်လည်းတဖြုတ်ဖြုတ်တည်နေကြသည်အချို့လူများသည်ရွာမှထွက်သွားကြသည်အခြားရွာများတို့သောကအစားအစာရှိသူများထင်ချင်ခဲ့၍သူတို့အာကျုံဖြစ်လက်ခံရန်အတနာခင်ကြသည်ဟောင်းလောင်ဖြစ်နေသောဝမ်ပိုက်ကိုအစာတလုံးတစုံများဖြစ်ရလျင်ခိုင်းသမျှလုပ်ပါမည်ဟုသောသဘောဖြစ်၏ရွာရင်၌ကြံရိတ်ခဲ့သူများမှလည်းစိတ်တက်ပြပြကသူတို့တင်းများအတွင်၌လင်းလျောင်းနေကြသည် ထိုအချိန်မှာပင်အလာဒီကိုင်ရာဘကွန်ကာကင်တီအခြေရောက်များကိုအငဲ့ပီကြီးကြရောက်နေသောဂျက်ဖရီရွာသို့ရောက်လာအောင်လဲညွန်ပေးခဲ့သည်ဟုညိုဘူတူကဆိုသည်ရွာသူရွာသားများ၏အဖြစ်ကိုမြင်သောအခါကိုင်ရာဘကွန်တာကင်တီသည်ငါရဲ့တီတီမအိမ်မနေအလာအဒူးထောက်တိုင်တီသည်ရန်ဖန်ရန်ကားရင်းနေနေကိုသာတောက်သည် ငါရင်မြောက်တိညာတွင်မူမိမိုးသေးထန်စွာရွာသည်ရေတွေရှန်တက်လာသည့်အထိကြီးသောမိုးဖြစ်၏ထိုမိုးကြီးသည်ပင်ဂျက်ဖရီရွာအားကေတင်လိုက်ခြင်းဖြစ်လေသည်မြို့ဘူတို့ကပုံပြင်ကိုအဆုံးတက်လိုက်သောအခါအခြားကလေးများကဖွားရည်ကြီးရေစာဤခင်ပေါ်ထင်ရှားသောပိုးရည်ကြီးတယောက်ဤနမည်ကိုဆက်ခံရယူထားသည့်ကွန်တာအားတနည်းတစားလင်ကြီးကြသည် ကွန်တာအနေဖြင့်လည်းဤအကြောင်းကိုအခုမှသိပြီမဟုတ်အခြားကလေးများဤမိခင်များကသူ့ဘွားရေးစာအပေါ်တွင်တည်ယူတည်တည်ဆက်ဆံကြသည်ကိုမြင်ဘူးကလေးကသူ့ဘွားဤသည်အဘွားကိုချီးညွတ်ဖို့တူခဲ့သူပင်အရေးပါအရာရောက်သူဖြစ်မှန်သူနားနေခဲ့သည်ညတိုင်းတေးထန်စွာရွာလျက်ရှိသောမိုးကြောင့်ရွာသေးတွင်ရှုံတွင်ရေများပြေးလာသည်ပထမသောရှုံးပွဲများသည့်လူကြီးများ၏ခြေမျက်စီမြုံသည် မကြမီချီစီမြုပ်သည့်အထီးတက်လာသည်နောက်ဆုံးတွင်တအိနှင့်တအိကုတန်းရနိုင်ပြီးလင်းငယ်များကိုတုံးလာရသည်သူမီခင်ပင်တာကချောင်းရင်အစမတန်တက်လာသည်ဖြင့်ဇဝါခင်းတွင်ရေမြုပ်ကုန်ပြီးဟုသူ့အဖေအိုမိုရိုအားပြောနေတဲ့ကိုတွင်တာကြရသည် အလုံးအေးအလုံးစားလောင်မုန်တိန်နေကြသည်ကြောင့်မပင်ကလေးများ၏ဖခင်များသည် အလုံးတုံပူရှိလာသော စိတ်များနှင့်နှွားထီးများကိုနှိစင်နေတိုင်းရစ်ပူစောကအလားတခင်တန်ဆူတောင်းကြသည်ပေါင်နေသည့်တဲကောင်မူများကိုဖားကြသည်ဤကြနေကြသွားသောတဲများကို တောက်တိုင်များဖြည့်ကြခင်ကြသည် ိမိတို့လက်ဝင်နိုင်ကျင်ရှိနေသည်သည်စဘာများကောက်တိပေါ်ရှိသည့်မကုံမခံပင်ရှိနေစီရန်ဆောက်ရှောက်ပြီးပါဟုလည်းဆုတောင်းကြသည်သို့တော်လည်းကွန်တာနှင့်သူ့အဖော်များကတော့ခလေးပြပြီးသူတို့ပိုက်များဦးနှင့်ဟောင်းလောင်ဖြစ်နေသည်ကိုစိတ်မဝင်စားအရင်လဲတိတ်မထားတဲပြင်ထွက်၍ရှုံများရေများတင်း၌ဆော့ကစားဖို့နှင့်နှပန်းလုံးဖို့လောက်ကိုသာမျောလင်းတောင်းတကြသည် မုံမိုင်းအုပ်ဆိုင်နေသောကောင်းကင်စီသို့မုံချပြီးသူတို့မိဘများလှုပ်တကဲသို့လက်များကိုဆန့်တန်၍နေမင်းကြီးရဲ့ထပ်ပါတော့ခမရအတွက်စိတ်တကောင်တက်ပြီးပူဇော်ပါမယ်ဟုဩကြသည်ဘဝကိုအသက်ဝင်အောင်ပေးရလျက်ရှိသောမူသည်မြေပြင်ထက်ရှိအပင်ပန်သည်များကိုပေါက်ရောက်လာအောင်တန်ဆွမ်းဝေစားလာအောင်ဈေးလန်းစုပြေးလာအောင်လှုပ်ပြီးလျက်ရှိသည်ငှက်များသည်နေရာတိုင်းတွင်တည်တည်လျက်ရှိကြ၏ ်တစ်ပင်များနှင့်ပင်ငယ်များတွင်လည်းအဖူးများအပင်များနှင့်ဝဝေဆဆာပြည်လာကြသည်နေစဉ်နေအများနေသွားနေရသောနေရုံရောင်ရှုံပွဲများသည်နနက်တိုင်းအသွင်ပြောင်းသည်ယမနီညာကမိုးတိမ်ကြောင်းကျွေရထားသည့်ရောင်စုံပွင့်ချက်များနှင့်တိရွတ်များဖုတ်လွှဲနေသည်ဖြင့်ကိုစိုးတိတချက်ခင်းသာသည်လို့ဖြစ်နေသည် ို့တော်လဲတမောင်ဝကဖန်တီးပြုပြင်ပေးလိုက်သည်စူပြေစိမ့်လက်မှုများကြောင့်မပင်ဖျားနာမှုသည်လူများကြားသို့တိုးဝင်ပြန့်နှံ့လာသည်စိုက်ပြူထားသည့်တီးပင်များသည်စားလောက်တောက်လောက်အောင်မရင်မဲကြသည်လူကြီးများရောကလေးများပါတစ်ပင်များမှတွေးလောင်ကြနေသည့်တရေတီများကို စာလောင်မို့သိစွာပြေးကြည့်ကြသည်တိုးတော်လေတရေတီစိမ့်များသည်ကြောက်ခေတများမှလျှက်ရှိသည်ဖြင့်စာရွေမရ ။ဇာမင်းသူများကြတော့လေအဖျားယောဂဝင်ကအိမ်ချောင်းဩကြသည်။ငါမြီမှာအယူနဲ့အည်ပဲကျန်တော့တာပါလား။ကွင်တာကူမြီတိုင်းဘွားရီကြီးရေစာကဤစကားပြောလေရှိသည်။တူတော်လေဘွားရီကြီးကိုယ်တိုင်သူ့လိုပင်အယိုးပေါ်အရေးတင်ဖြစ်နေသည်ကိုကွန်တာတတိပြူမိ၏ယခုအခါတွင်ချက်ဖူရီရွာတည်းရှိအိမ်တိုင်း၌အစာအစာပြည့်လည်သွားပြီဖြစ်သည် အနည်းငယ်များသာကျန်တော့သည့်ကျွေးနွားများစိတ်များကိုမီမုံစားလင်းမစားဖြစ်ရစ်ပူစော်၍လင်းမရလာမည့်နေ့တွင်တာဖောက်ရန်တည်တန့်ထားရသည့်ကျရိတ်ဆံများဖြစ်သည် ထိုကြောင့်ရွာသူရွာသားများသည်ကြွက်ရှင်စသည့်တက်တဝါများစသည့်တိရွက်များ ကိုလိုက်လံရှာဖွေကြရသည် မနက်ညထွက်ချိန်မှစ၍ညနေနေဝင်ချိန်အထိရွာနီးချုပ်ဆက်တို့သွားက ရရရှာဖွေနေကြရသည့်အခြေသို့ဆိုက်ရောက်လာခဲ့ကြသည်ခါတိုင်းကဲ့သို့ပင်ယောက်ျားများသည်တိုးတေးသို့အမဲလိုက်ထွက်ကြသည်ညနေရွာပြင်သည့်အခါတွင်လည်းအမရှိတော်သည့်ဖြစ်ချီတယူဆွေ၍ချီချီနေနေပြန်လာကြရ၏။မြောင်ရွယ်ကြုံများကတော့အလွန်ပေါ်သည်။သို့တော်လည်းလူမျိုးစုတလေးထုံစံကမစားကောင်းဟုပိတ်ပင်ထားမြင်ထားသည့်ဖြစ်မစားဝွန်။ ။နေရာအနှံ့အပြားတွင်ဥထာသည့်ကျုပ်များနှင့်တန်းနှင့်ချီ၍ရှိနေသောဖားပြုတ်စိန်ကြီးတွေကြတော့လေမန်တင်ကာလူမျိုးစုကအစိရှိသည်ဟုသတ်မှတ်ထားသည်ဖြစ်မစားရင်ပါဒတရားကိုင်းဆိုင်သောမု슬င်များဖြစ်သည့်ဖြင့်ရွာရင်မှမကြမကြအုတ်လိုက်ဖြစ်တော်လေးရှိသည့်တုံးဝက်များကြတော့လေဖန်၍မစားဝတ်သားစား၍အသက်ရှင်ရခြင်းထက်အငိတ်ခံ၍တရားခြင်းကသာ အလိုမြင့်မြတ်သည် ဟုအခိုင်မာတန်ဋိထင်ရှားတာသူများဖြစ်သည်မဟုတ်ပါလားကျူးရငဲမိသားစုပေါင်းအမြောက်များသည်ရွာတွင်ရှိပိုးစားပင်ကြီးထိပ်ဖျားတွင်အတိုက်များပြုလုပ်၍နေထိုင်လျက်ရှိကြ၏ငယ်ငယ်များပေါ့ချိန်တွင်ကျူးရငဲများသည် သူတို့ကလေးများအတွက်ချောင်းနှင်းမငါကူဖန်ယူပြီးအတိုက်တို့ပြန်လာလျက်ရှိသည်ဘွားကြီးများနှင့်ကလေးများသည်အောက်မှနေ၍ကျူးရငဲများ ငါချီပြီးပြန်လာကိုစောက်ကြသည် ပြန်လာသည်ကိုမြင်သည်နှင့်ကေများတုံများနှင်းပြီးချင်းအော်ဟေးချောင်းလန့်ချင်းစသည်များပြုလုံကြသည်ပြေတန်ခဲ့တန်အော်ဟေးတန်ကြောင့်ငါသည်ကျိုးရငင်းငယ်ဤဟထားသောပါဇက်ပေါက်ထဲသို့မရောက်တော့ဘဲအောက်သို့ကျလာခဲ့သည် ထိုအခါကလေးများသည် သူ့ထက်ငါဦးအောင်ပြေး၍အလူအယက်ကောက်ကြသည်ငါရသွားသည် ကလေးအီမီသာဆိုအပေါ်တော့သူညစာတနက်အတွက်ဟင်းကောင်းတစ်ခွက်စားကြရသည်အကယ်၍များကလေးများပြစ်ပေါက်တီကဲလို့သည်ကျိုးရငန်ပေါက်စားကိုထိမှန်ခဲ့ပါမူတစ်ပင်ထိပ်ပြားအတိုက်ထဲမှမြည်ကြီးပေါ်သို့ဆောက်ထုံမိုးမျောကြလာတတ်သည်မြည်ကြီးနှင့်ရိုက်မိသည့်ဖြည့်ကျိုးရငန်သည် တခါတရံတွင်ပွေချင်းပြီးတည်တတ်သည်တခါတရံတွင်မူတရာပြင်းထန်ရသွားတတ်သည် မြင်တို့ပင်ဖြစ်စီထုံညာဖို့မိသားစုတချို့အတွက်ကျိုးရဆုပ်ပြုတ်ကိုတောက်ကြရသည်တိုးတော်လဲရင်းအစားစားမျိုးမှာရတော့ရခဲ့အစားအစာမျိုးဖြစ်လေသည်ညနေပိုင်းတွင်မိသားစုများထဲမှအစာထွက်ရှာသူများတဦးချင်းစီပြင်ရောက်လာကြသည်မိမိရှာဖွေရရှိရရှိလာသည့်စား၍ဖြစ်သောအရာများကိုချ၍ပြသည်ကံကောင်းပါကပွေးတကောင်သူမဟုတ်ဖိုးလာမီကောင်ကြီးများတက်တဲ့စုံစာခံရလာတတ်သည် ထိုအခါအယတာရှိစေရန်ငရုတ်ကောင်းများများ အမွေးကြိုင်များများခဲ့၍စုပြုတ်ကြရသည်သူတို့လည်းရင်းစားစားမျိုးသည် သူတို့ဤဟာနေသောဝံပိုက်များကိုယာယီဖြစ်တင်ပြုံများသာအစွန်းရှိသည်အဟာရဖြစ်အောင်ဆွမ်းဆောင်နိုင်ခြင်းမရှိသူကြောင့်လည်းချက်ဖူရီရွာသားများသည် အငင်ဖြစ်ဖြစ်တည်ဆုံစားပြုလာအစိုးတိနာဆင်ပြေကြရေတော်လည်းညီကိုမောင်နှမအားလုံးကိုဂျေစုအထူးတင်ရှိပါရဲ့ရှင် ကျင်ရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်လက်ဖျက်ပြပေးတော့မှဖြစ်တဲ့အတွက်ကြောင့်စောင့်မျှော်နှဆိုင်ပြရပါလို့လည်းမိသားရခင်အပါရရှင်ပြီးကင်းကြပါကြပါစီ။